မင်္ဂလာပါရှင်ကျမကတော့ချီချိုဆမ်းပါ DPP ရုပ်မြင့်တန်ချားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်စစ်ကောင်စီထိုးစစ်ကြောင်း TNL ထိန်းချုပ်ထားတဲ့နောက်ချုံမြို့နယ်မှာတိုက်ပွဲဆက်လက်ပြင်းထန်နေပါတယ်ထအောင်သတင်းပေးပို့ထားပါရရှင်စစ်ကောင်စီက MNDA နဲ့အပြည့်ရဆိုင်ပြီးလာရှုမှာပြန်အထိုင်ချနိုင်တဲ့နောက်မှာတော့ရှမ်းမြောက်ကနောက်ထပ်အင်အားစုတစ်ခုဖြစ်တဲ့ TNL ကိုအင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်နေတာပါ လက်ရှိမှာတော့ DNLA ထင်းချုံရအောင်ချုံမြို့နယ်ကိုအင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး DNLA တပ်တွေအထိုင်းချထားတဲ့နောင်လင်ဘက်မှာတိုက်ပွဲပြင်းထန်နေတယ်လို့ AB လ28ရက်နေ့မှာဆိုရင်လဲအုံမီဘက်မှာတိုက်ပွဲတွေဆက်ပြီးပြင်းထန်နေတယ်လို့ဒေသခံတို့ကပြောပါတယ်ဒေသခံတို့ပြောပြထားတာကို DV ကနောက်ခံအတန်းထက်ဖတ်ထားပါတယ်နောင်လင်မှာလည်းတိုက်ပွဲရှိတယ်အဲ့ဒီဘက်က DNLA တွေဘက်ကအထိုင်းချထားတာဒီနေ့တော့အုံမီဘက်မှာလည်းတိုက်ပွဲပြင်းထန်နေတယ်လက်နက်ကြီးတန်တွေလည်းဇက်တိုက်ကြရတယ် တိုက်ပွဲကတော်တော်ပြင်းတဲ့ပုံမှာပဲရှမ်းမြောက်မှာရှိတဲ့အဓိကအင်အားစုတွေဖြစ်တဲ့ MNDA နဲ့ TNL နှစ်ဖွဲ့တွေက MNDA နဲ့အပြည့်ရထားနိုင်တာကြောင့်စစ်ကောင်စီတို့အဓိကထိုးစစ်ဆင်ဖို့ TNL တစ်ဖွဲ့ပဲကျန်တော့တဲ့အခြေအနေပါဒီအခြေအနေကစိုးရင်စရာအနေထားလို့စည်ရေးလေးလာသူတူဖြစ်တဲ့စီရီယံဘိုကြီးစင်ရောကပြောပါတယ် လက်ရှိမှာတော့အော်မတီဘက်ကိုစစ်ကူအင်အားတွေဖြည့်ထားသလိုအေဗီလာ28ရက်နေ့မှာလည်းပြင်းလွင်ဘက်ကနေစစ်ကူအင်အားတွေထပ်ပို့တာရှိတာကြောင့်စုစုပေါင်းစစ်ကူအင်အားတရားဝန်ကျင်အထိထပ်ပြီးရောက်လာနိုင်တယ်လို့စီရန်ဘူကြီးစင်ရောကပြောပါတယ်။ဟိုရင်ကလည်းအဲ့အော်မတီနားခေါ်ဘက်မှာရှိတယ်ဒါပေမဲ့အဲ့တုန်းကချီတင်ချီမြန်တက်ခိုက်တက်တယ်မဟုတ်ဘူးစစ်တပ်ကတူတို့တပ်မတော်နှိပညာတက်ကတူတို့အုပ်ချုပ်မှုအကြောင်းတော့ကနှိပြတွေကိုဆွဲပို့ထားတာနှိပြတွေကိုဆွဲပို့ထားတာပေါ့နော်အဲ့လိုမျိုးအခုကတော့ချီတင်ချီမြန်တက်ခိုက်အင်အားတွေထပ်ဖြည့်တယ်ထင်တယ်ပြီးတော့ သူတို့အဲ့အုံမသိနားခေါ်ဘက်ကနေလဲစစ်ကောင်စီကနောင်ချူခွေနေဟူမရရတိုးကျင်နေတဲ့သဘောရှိတယ်အဲ့တော့စစ်ကောင်စီကအပေါ်တိုးလို့ DNA လေးနဲ့ထိတွေ့မှုဖြစ်တယ်လို့တော့ကျွန်တော်ကတော့သုံးသပ်တယ်ဗျာဟုတ်နောင်ချူမြို့ကို10 20ခုစစ်စင်ရေးကာလ2024ခုနှစ်ဇွန်လထဲမှာ TNL နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်ထားနိုင်ခဲ့တာပါ။တဘာဝဘေးကြောင့်စစ်ကောင်စီဘက်ကအီဗီလာကုံထီအပြည့်ရမယ်လို့ကြေညာထားပေမဲ့ ထိုးစစ်နဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုဇက်တိုက်လှုံ့ဆော်နေပါတယ်ကျွန်တော်ထပ်အောင်ပါအင်အားပြင်းစကိုင်းငလင်ကြီးလှုပ်ခတ်ခဲ့တာတလကြာလာခဲ့ပေမဲ့ငလင်တန်တဲ့ဒေသတွေအနေနဲ့ပြည်လဲထူထောင်ရေးလှုပ်ဖို့အခက်အခဲတွေများစွာရင်ဆိုင်နေရဆဲဖြစ်တယ်လို့ငလင်တန်တဲ့ဒေသကပြည်သူတွေကဆိုကြပါတယ်။မြက်သစင်ကပေးပို့ထားပါတယ်ရှင်။မက်ရှလာ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားရစ်တာစကီ ခုနှစ်တသမခုနှစ်အဆင့်ရှိတဲ့သခိုင်းငလင်ကြီးကြောင့်ငလင်တန်တဲ့ဒေသတွေကနေအိမ်အဆောက်အုံပေါင်း9000ကျော်လောက်ထိခိုက်ပျက်စီးခဲ့ရပါတယ်။ဒီသခိုင်းငလင်ကြီးလှုပ်ခတ်ခဲ့တာအခုဆိုရင် တလအကြာရှိသွားခဲ့ပြီဖြစ်ပြီးငလင်တန်တဲ့ဒေသတွေအနေနဲ့ပြန်လည်ထူထောင်ရေးကာလကို ရောက်ရှိဖို့အခက်ခဲတွေများစွာရင်ဆိုင်နေရဆဲဖြစ်ပါတယ်။မန္တလေးဒေသခံတယောက်ကတော့ငလင်လှုပ်ခတ်ခဲ့တာတလပြည့်ပြီဆိုပေမဲ့လည်း ပြန်လည်ထူထောင်နိုင်တဲ့အနေအထားမရှိသေးသလိုအခက်အခဲတွေအများကြီးရှိသေးတယ်လို့ဆိုပါတယ်။ခုကကတော့ဟိုတိုက်ပြိုသွားတဲ့လူတွေတိုက်ပြန်ပြေးရမယ့်လူတွေမှာအခက်အခဲတွေရှိနေတယ်ဖြစ်တယ်။နောက်ပြီးကြတော့ဒီ camp တွေကလည်းဒီလာကုန်လို့ရှိရင် camp ဆိုတာကတော့ဟိုကျောင်းကျောင်းဝင်းထဲမှာတို့ဘာလို့အဲ့လိုမျိုးပေါ့နေရတဲ့ camp တွေပေါ့နော်အဲ့ဒါတွေကလာကုန်ရွှေခိုင်းထားတာမျိုးတွေရှိတယ်။အဲ့ဒါတွေကတော့အစိုးရကဘယ်လိုစီစဉ်ပေးမလဲဆိုတာမသိဘူးပေါ့လေ။ နော်ဟိုအဲ့လိုမျိုးခက်ခဲကြီးရှိတယ်နောက်ပြတော့သပင်းချက်ဆန်းနိုင်တယ်မိသားစုကြီးရှိသေးတယ်အိမ်မပြန်မတက်နိုင်သေးတော့အဲ့လိုမျိုးအလှူပြည်စည်းဖွဲ့စည်းတွေရပ်ဖက်ဖွဲ့စည်းတွေကနေပြီးဝင်နေတယ်သပင်းတို့ကြီးဂျူနီယာဆဲလူကြီးရှိတယ်ပေါ့အဲ့လိုခက်ခဲကြီးတော့အများကြီးရှိသေးတယ်ဟိုငရင်လောက်ခါစားနေငရင်အခုတလားပြည်တာနေအဲ့နေတော့လူလီယာဘယ်လိုပြောမလဲဆိုသွာလာနေကြပြီမယ်ဘာမှထူထူပြန်ထူထောင်နိုင်တဲ့အနေထားမှာတော့မရှိသေးဘူး ဝန်ရွင်မြို့နယ်ဒေသခံတယောက်ကလည်းငလေလှုပ်ခတ်ခဲ့ပြီးကလေးကတဲရောဝန်ရွင်ကရက်ကရွာတွေဖြစ်တဲ့ကျွဲကန်ကြီးရွာမြင်းကြကန်ကြီးရွာစူးပန်းကြီးရွာဂုံရွာရွှေဖလားကန်ကြီးရွာခင်ကြီးကြီးရွာတခွမြင့်ကြီးရွာနဲ့အိုင်သာကြီးရွာတွေကဖုန်ကြီးကြောင်းနဲ့ဖျားစီတီပထိုးပေါင်းများစွာပျက်စီးခဲ့တယ်လို့ရွာတချို့မှာလည်းအပျက်စီးတွေများခဲ့ပေမဲ့အခုထိ အကူအညီတွေတစုံတရာမရောက်ရှိသေးတယ်လို့ အကူအညီတွေများစွာလိုအပ်နေတယ်လို့ဆိုပါတယ်။တဲရော်မြူနဲ့ဝမ်ရွိမြူတွေမှာအပြုတ်အပြည့်ရှင်းလင်းရေးရော ပြန်လည်ထူထောင်ရေးပါကိုထူကိုထပဲလုပ်နေရတယ်လို့လည်းဆိုပါတယ်။အကူအညီတွေအလိုအပ်ဆုံးကမြို့ပေါ်ဆိုလို့ရှိရင်ဒီတဲရော်အောင်မင်္ဂလာရက်ွက်ဒီအရှိတ်ဒီဘူတာအထိအကုန်လုံးရက်ွက်တရားလိုအပ်တယ်။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီရက်ွက်တွေမှာနေဒီအင်ဂျီတွေအများစုပြိုသွားပြီးတော့ တဲတော့ဘရဲ့အတိအပြောက်အများဆုံးကလည်းအဲ့ဒီရက်ွက်တရားဖြစ်သွားတာမလို့ပါမိတဲ့အနေနဲ့ဆိုလို့ရှိရင်တော့အများအပြားတော့ကိုထူကိုထပဲသွားတယ်ဒီရွာတွေဘက်မှာဆိုရင်လည်းလေအဲ့လိုလာပြီးတော့ထူထောင်ကြီးလုပ်ပေးတာလို့ကုညီတာတို့လုပ်တဲ့အဖွဲ့အစည်းကအခုထိတော့လုံးဝမရှိသေးဘူးမရှိသေးတော့သူတို့တွေလည်းအားလုံးကိုထူကိုထားပါပဲ DVB data တင်းကကောက်ယူထားတဲ့စည်ရင်းတွေအရငလင်ကြောင့်သေဆုံးသူဦးရေ4456ယောက်ရှိပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူကတော့11366ယောက်ရှိပါတယ်။ဧပြီလ24ရက်နေ့အထိစစ်ကောင်စီကရရှိထားတဲ့ပြည်ရင်းပြည်ပအလှူငွေစုစုပေါင်းကျက်တသိန်း15896ဘီလီယံအမေရိကန်ဒေါ်လာ2.438တန်းကျော်စားတဲ့အလှူငွေတွေကိုကုညီကယ်ဆယ်ရေးနဲ့ပြည်လဲထူထောင်ရေးအတွက်စတင်အသုံးပြုနေပြီလို့ ဧပြီလ25ရက်နေ့ကပြုလုပ်ခဲ့တဲ့အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအစည်းအဝေးမှာစစ်ကောင်းဆောင်ဒုခေါင်းဆောင်ကပြောခဲ့ပါတယ်။ကျမမြတ်သစင်ပါရှင်။လပနောနိုင်ငံရဲ့မြို့တော်ဘေရိုမြို့တောင်ပိုင်းစစ်ချေဖုံးကိုအစ္စရေးတို့ကတိုက်ခိုက်ခဲ့ပြီးတဲ့နောက်ဧပြီလ29ရက်မှာမိသက်တပ်ဖွဲ့တွေနဲ့လပနောစစ်သားတွေကိုတပ်ဖြန့်ထားတာတွေ့ရတာပါ အခြေအနေဟာသိမခန့်နိုင်စရာဖြစ်လာတယ်လို့ဒေသခံဟူဆိုင်အယ်မိုဒက်ကပြောပါတယ်ဟစ်ဘူလာပျောက်ကြရဲပိုင်နဲ့အတိအကျချေရွယ်ပစ်ခတ်နိုင်တဲ့ဒုံးကြီးတွေတူလောင်မှုတုံးနေတဲ့ဘေရုတ်တောင်ပိုင်းအဆောင်ကို အစ္စရေးစစ်တပ်ကတိုက်ခိုက်ခဲ့တယ်လို့လည်းပြောပါရယ်အခုတိုက်ခိုက်မှုဟာအစ္စရေးနဲ့အီရန်ကြောထောင်နောက်ခံပြုဟစ်ဘူလာအဖွဲ့တို့ကြားခိုင်မာတဲ့အပစ်ခတ်ရဲစရေးကို နောက်ထပ်ဆန်သက်ချက်တရဖြစ်လာပါရယ် ဣသရေလစစ်တပ်ကဟာတက်ရက်ကွက်ထဲမှနေသူတွေကိုဘေလွယစီရွှေ့ပြောင်းမှုအမိတ်ထုတ်ပြီးတနိုင်နီးပါးအကြာမှအဆောင်ကနေမိဂိုလုံးကြီးတွေထွက်လာတာကိုရိုက်တာသတင်းဌာနကတိုက်ရိုက်ထုတ်လွှင့်ပြသခဲ့ပါတယ်ရှင်။ လွန်ခဲ့တဲ့9နှစ်လောက်ကအမေရိကန်ရုပ်သံနာမည်ကျော် Kim Kardashian ထံကနေကြောက်မြင့်ရတနာဒေါ်လာ9သန်းဘူးလောက်လူရဲခဲ့တဲ့ဖိုးဖိုးတမျှအဖွဲလို့ထင်ရှားသူတွေကိုဧပြီလ28ရက်နေ့မှာစတင်ရုပ်တင်စစ်ဆေးနေပါတယ်။တမျှမှုနဲ့ပူပေါင်းကြံစည်မှုတွေအတွက်တန်တရားရှိသူ10ဦးကိုပါရီမြို့မှာစတင်ရုပ်တင်စစ်ဆေးနေတာဖြစ်ပြီး3ဘက်လောက်ကြာမြင့်နိုင်တယ်လို့သိရပါတယ်။မေလ17ရက်နေ့မှာတော့တရားခွင်မှာ Kardashian လာရောက်ထွက်ဆိုမှဖြစ်ပါတယ်။ ကျူးလွန်သူအများစုဟာ1950ပြည့်လွန်နှစ်တွေမှာမွေးဖွားကြတဲ့အသက်အရွယ်ကြီးရင်သူတွေဖြစ်တာကြောင့်ဖဖို့တမအဖွဲ့လို့ပြင်သစ်မီဒီယာတွေကတုံ့နှုံကြတာဖြစ်ပါတယ်။တူးဆိုရင်ကွယ်လွန်သွားပြီဖြစ်သလိုနောက်တူးကလည်းသတိမဲ့ယောဂတော်တော်ရင့်နေပြီဖြစ်လို့အမှုကနေကင်းလွတ်ခွင့်ပေးထားရပါတယ်ရှင်။ ဒီပပယုံမြန်တန်ချာရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ချစ်ချိုဆမ်းပါရှင်